တသားတန်ရှင်တဲ့အဲ့ဒီ relax ကဘလောက်အရေးကြီးလဲဆိုရင်ကျွန်တော်ရိုးရဆရာကြီးအဲကျွန်တော်လက်ခံတဲ့ရိုးရမြမရိုးရတိုင်းဆရာကြီးတူဦးရပြောပြဘူးလေအင်းလေးပေးဘူးတော့ဗောနော်အဲတော့ပညာတော့မပေးဘူးလျှို့ပတ်ထားတယ်ကျွန်တော်ဂျိုးလေဂျိုးချီဂျိုးဖြုတ်ဂျိုးခလုတ်ဆိုတာရှိတယ်အဲကျွန်တော်ရိုးရတိုင်းပညာမှာအဲ့ဒါရှိတယ်အဲ့တော့ကျွန်တော်ရုပ်ရုပ်ပြလူတွေကဂျိုးကိုကိုယ်လာချီတဲ့အခါကျွန်တော်ကြော့သားတွေကိုလုံးဝတန်ရှင်နေအပြည့်ပြေးပေးထားတယ်အဲတကုံညက်ထားတယ်အဲတကုံညက်ထားရင်မှသူချီတယ် ကြိုက်တော့တင်းကိုကလည်းခန္ဓာကိုအတကောအစွမ်းကိုတဲထားတဲထားပြီးတော့ရန်သူပဲဖြစ်ဖြစ်ကိုကိုကြိုးချဲ့လို့ပဲထွက်သွားတယ်ကျွန်တော်ချင်းအောင်လဲမှာပြတာအဲ့ဒီမှာကျွန်တော်ချက်သွားဖို့ relax လုပ်လိုက် relax လုပ်တဲ့ဒီမှာခုနတင်းနေတဲ့ tension တွေကိုညော့သွားတယ်ကြိုးကချောင်သွားတယ်အဲ့ဒီမှာဖြစ်တယ်အာဒါဟင့်လေးပေါ့နော်ကျွန်တော်တော့ကြိုးချီကြိုးဖြုတ်ကြိုးခလို့မတက်ပါဘူးအဲကျွန်တော်ရိုးရအတိုင်းပညာဆရာကြီးတို့ကဟင့်လေးပေးဘူးလေအဲ့ဒီဘောပဲကျွန်တော်ချက်သား tension နဲ့ relax ကတိုက်ခတ်ရေးပညာမှာဘယ်လောက် effect ဖြစ်လဲပေါ့နော်အဲ့တော့ Bruce Lee ရဲ့1 inch punch ကလည်း အဲ့လိုပဲ relax နဲ့ tension သဘောပေါက်မှုတည်ပြီးတော့သဘောတရားတွေနားလည်လာတာနဲ့ညကျွန်တော် effective အများကြီးဖြစ်လာပြီးတော့ခန္ဓာကိုယ်ရဲ့ relax နဲ့ tension သဘောကိုသဘောပေါက်လာမယ်လို့တော့ကျွန်တော်တို့မြင်နေတယ်